အလုံးအတွက်အစာအတောက်အစီအစဉ်များနဲ့အရင်မြင့်များစာနာရိတ်ခအလုံးအလောက်စီဖို့ဘဒူးမှမစိုးရိမ်သင့်ပါဘူးကျွန်ုပ်တို့အလုံးကို လိုအပ်သည့်အခါတွင်ပံ့ပိုးကူညီပေးနိုင်တော့အစာအတောက်အစီအစဉ်များနဲ့အရင်မြင့်များစွာစီသည်ဘာမောက်ပြည်နယ်တဝမ်းစီအစာအတောက်ပေးသောနေရာများ စားစရာများကိုရက်တစ်ခုရှိပါသည်၎င်းတို့သည် အများအပြားဖျားเจ้าများတို့မဟုတ် community center များတွင်တည်ရှိပြီး၎င်းတို့၏ area အတွင်းနေထိုင်သူများကိုအခမဲ့ကုန်ကြောက်များ လက်ဆက်တော်တစ်တီများနှင့်ဟင်းတီဟင်းရွက်များ အတားနှင့်ရေချိုးခန်းတုံးပစ္စည်းများကို ပေးဆောင်ကြသည်အတိုင်းဝိုင်းရရနေရအတီးတီးတွင်နနတ်စာနှိမ့်လက်စာနှင့် ညစာတို့ကို အခမဲ့ကျွေးမွေးသည့်နေရာများလည်းရှိပါသည်တင်သွားရောက်ပြီးအစာတောက်ကိုပျော်စွင်စွာစားသုံးဖို့ပဲလိုပါတယ်လူတိုင်းကိုကျွေးမွေးဆောက်ဆောက်ကြပါတယ်မပုံတင်ခြင်းတို့မဟုတ် ID ပြခြင်းမလိုအပ်ပါကောင်းဝန်ဆောင်များနဲ့အသက်၅နှစ်အောက်ကလေးများကို ပြုစုဆောင်ရှားသူများအတွက်အစာအစာအာဟာရပညာပေးခြင်း ်မိခင်နိုတိုက်တွေ့ခြင်းနဲ့အတိုင်းဝိုင်းရရလွဲပြောင်းပေးခြင်းတို့ကိုပံ့ပိုးပေးသည့် wake ဟုခေါ်တော့အစီအစဉ်တစ်ခုစီသည်အသက်60နှစ်အထက် လူများအတွက်အခြားသော အစီအစဉ်မှာ commodity supplemental food program ကုန်စည်ဖြည့်စွက်အစားအစာအစီအစဉ်ဖြစ်သည့်ထမင်းခောက်ဆွဲပဲစီတုဘူးစားတဲ့ ဟင်ဒီဟင်ရွက်တွေအစားစီးရဲ့ပစ္စည်းတွေပါတဲ့လာစဉ်အစားတောက်ပုံတွေကို အခမဲ့ထောက်ပံ့ပေးပါတယ်။ Meals on Wheels ဟူခေါ်တော့ program တစ်ခုစီတီတက်ကြီးရွက်အိုနဲ့ရေတိုတို့မဟုတ် ရေစီမတန်ဆွမ်းသူများအတွက်အိမ်အရောက်ပို့ဆောင်ပေးသည့်အစားအစာများနဲ့ကုန်စုံဈေးဝယ်အကူအညီကို ပေးပါတယ်။ ဘဝမတ်အစိုးရကျောင်းများတွင်တက်ရောက်နေသည့်ကျောင်းသားကျောင်းသူများအလုံးအတွက် Universal School Meals Law ဥပဒေအရအခမဲ့နည်းနည်းစာနဲ့နည်းလဲစာရှိပါသည်ကလေးတွေကိုနေ့စဉ်အစာပြေလဲအခမဲ့ကျွေးမွေးပါသည်နောက်ဆုံးတွင် Snap ဟုလဲလူတိများသော3 squares vt ကိုတင်ကြားဖူးပေမည် ဤအစီအစဉ်ဒီဗမောက်တဝန်းစီကုံစုံဆိုင်များနဲ့လေဓမာဈေးဆိုင်များတွင် အစာအစာဝယ်ယူရန်ငွေကြေးထောက်ပံ့ပေးသည်ငွေကိုဓာတ်ပစ်ကနဲ့ပုံတရံတူသော EBT ကဟုခေါ်သည့်ကတ်တစ်ခုထဲတွင်ငွေကိုလစဉ်ထည့်ပေးပါသည် Crop Cash ဟုခေါ်သော program ဖြင့်တောင်တူလေဓမာများဈေးဆိုင်တွင်သင်၏ EBT ကတ်ကို အတုံးပြုတ်တော်အခါတွင်တင့်ငွေကိုတိုးပွားစေနိုင်သည်ဖက်ဒရယ်အစိုးရဥပဒေပြောင်းလဲမှုကြောင့်ဒုက္ခသည်များခုံလုံးနေထိုင်သူများနှင့်အခြားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆွေးပြောင်းနေထိုင်သူအမျိုးသားများအတွက် snap အကျိုးခံစားမှုများသည်ဗမောက်တွင်2025ခုနှစ်အောက်တိုဘာလ3ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်ဆိုလိုဒီမှာ ဤအဖွဲများဒီအစည်းအဝေးအတွက် အရေးချင်းမပြည့်မီတော့ဟုဆိုလိုပါသည်ပြီးတော့အဆိုပါအဖွဲများတွင် ပါဝင်သူများဒီထုံနေပြီးနောက် snap အကျိုးခံစားခွင့်များရရှိခြင်းကိုရပ်တန့်သွားမည်ဖြစ်ပါသည် ခလေးများတို့မဟုတ် အချာမိသားစုဝင်များဒီ၎င်းတို့ဤမိဘများ မရရှိတော့တော်လဲ၎င်းတို့ဒီအရေးချင်းပြည့်မီစေဖြစ်နိုင်ပါသည် ဤအရင်မြင့်များနှင့်အစီစဉ်များအကြောင်းနောက်ထပ်အချက်လက်များအတွက်ထူးဝန်းဝန်းကိုခေါ်ဆိုပါတင်ပါတဲ့စကားကိုပြောတော်စကားပြန်နဲ့ချိတ်ဆက်ပင်ရန်ဝန်တန်းကိုပြောပါ three squares vt အကြောင်းပုံမှန်တရှိလိုပါကတေစစ်99နစ်လေးခွန်339နဲ့တို့ခေါ်ဆိုပါ တင်ပါရစကားကိုပြောတော်စကားပြန်နဲ့ချိတ်ဆက်ပင်ရန်ဝန်ထမ်းကိုပြောပါ www.vermontfoodhelp.com တွင်လည်းဝင်ရောက်ကြည့်ဆုနိုင်ပါသည်ဤစာကို WSDA မှဒစိမ့်တစ်ပိုင်းအပြင်ငွေကြေးထောက်ပံ့ပေးထားပါသည်ဤအဖွဲ့အစည်းဒန်းတူညီမြအခွင့်အရေးပေးဆောင်သူဖြစ်သည်